ွေကြတသိန်းခွဲတန်နှခန်းဒီကိုကိုဆုံးဖြတ်ချက်နဲ့ကိုဝယ်ယူပြီးကမှပြန်အန်းငွေလိုချင်နေတဲ့ customer တွေကိုပြပြတသားပြောလာခဲ့တဲ့ဒေါ်အီတင်ကိုမင်္ဂလာပါပရိသတ်ကြီးရှင်ဒေါ်အီတင်ကိုဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလတုန်းကနှခန်းဒီတထောင်ကိုငွေကြတသိန်းခွဲနဲ့ရောင်းချခဲ့ပြီးအဆိုပါနှခန်းဒီဝယ်ယူထားတဲ့သူတွေကိုသိန်းတသားခွဲတဲ့အနေအိမ်မဲလက်မှတ်ကူပွန်ကိုနှခန်းဒီဝယ်ယူသူတိုင်းကိုလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ် အများအားဖြင့်နှကန်းနီဝဲယူကြတဲ့သူတွေဟာနှကန်းနီကိုကြိုက်လို့စိုးကျင်လို့မဟုတ်ပဲတိမ်တသောခွဲတဲ့နေအိမ်မဲဖောက်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်ဝဲယူခဲ့ကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုလို2025ခုနှစ်ကုန်ကန်ဒီအချိန်ရတီအဆိုပါမဲကိစ္စနဲ့ပတ်သက်ပြီးဒေါ်အီတင်ကိုဘက်ကတစုံတစ်ခုပြောဆိုလာခြင်းမရှိသလိုမဲကိုလည်းအခုထိဖောက်မပေးသေးတာကြောင့်ဝေဖန်ပြောဆိုမှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ် ထိုအပ်ထဲကမှမြန်မာနိုင်ငံမှာဖြစ်ပျက်နေသမျှအကြောင်းအရာတွေကိုအမြဲတမ်းလိုလိုဝေဖန်ထောက်ပြထားတဲ့ဒေါ်အယ်မွန်တင်လဲပါဝင်ခဲ့ပြီးဤတင်ကိုအနေနဲ့နှခမ်းဒီတထောင်ကိုတသိန်းခွဲနဲ့ရောင်းချပြီးတော့မတိနားမလည်တဲ့သူတွေကိုကျင်းထည့်နေတာဖြစ်ကြောင်းထောက်ပြပြောဆိုလာခဲ့တာလည်းဖြစ်ပါသည်ဒီကိစ္စကြောင့်မလို့လေဒေါ်အီတင်ကိုနဲ့ဒေါ်အီလီမွန်တင်းတို့ကြားထဲမှာ မပြေလည်မှုတွေရှိနေခဲ့ပြီးအခုချိန်ထိလည်းညှိနှိုင်းလို့မရတဲ့အခြေအနေမျိုးဖြစ်နေသေးပဲဖြစ်ပါသေးတယ်။ ဒီကနေ့မှာတော့ဒေါ်အီတင်ကိုကသူမစီကနှကန်းတီကိုဝယ်ယူထားပြီးငွေအကြေးမသွင်းသေးပဲနဲ့ရပ်ထားခဲ့ကောင်အခုလိုသတင်းတွေကြားတဲ့အချိန်ရောက်မှာနှကန်းတီဘိုးသွင်းထားတဲ့ပတ်စံတွေကိုပြန်လိုချင်နေတယ်လို့ပြောလာခဲ့တဲ့ customer တယောက်အားအခုလိုပြန်လဲပြောပြလာခဲ့တာဖြစ်ပါတယ်မင်္ဂလာပါဒေါ်နန်းမြတ်တက်ရေးမင်္ဂလာပါရှင်ဒေါ်နန်းမြတ်တက်ကကျမတို့စီမှာကျမတို့ list စာရောင်းတာ6လအရစ်ကြနဲ့စာရောင်းပေးတဲ့ချိန်ကလေးကဒေါ်မြတ်တက်ကကျမတို့စီမှာပေးထားတာပေါ့နော် ဝယ်တော့မူလအဲမူလပထမအရင်မှာတော့9000သွင်းထားတယ်ဒုတိယအရင်မှာ9000သွင်းထားတယ်တသိန်းသွင်းထားပြီးပြီပေါ့နော်တတိယအရင်သွင်းဖို့ဒေါ်နှမ်းများတက်ကိုဆက်ကြတဲ့အချိန်မှာဒေါ်နှမ်းများတက်ကဖုန်းမကိုင်းလို့ရှိဖုန်းမကိုင်းဘူးဟုတ်ကဲ့ပါမအစတီဖုန်းလေးကျွန်တော်တို့စတဲ့ရက်9လမှာစပြီးတော့ဆက်သွဲတယ်ဖုန်းမကိုင်းဘူး9ရက်9လမှာဆက်သွဲတယ်ဖုန်းမကိုင်းဘူး၁၂ရက်၉လမှာထပ်မှန်ပြီးတော့ဖုန်းဆက်သွဲတယ်ဖုန်းမကိုင်းဘူး 73ရက်12လမှာတော့ဒေါ်မြတ်နတ်တက်ကအဲကျမတို့ခေါ်တဲ့ဖုန်းကိုဂိုင်နေဂိုင်ပြီးတော့မိမိရဲ့ဟိုတွင်းထားတဲ့ငွေကိုအဆုံးခံပြီးတော့မှကက်ဆယ်လုပ်လိုက်တော့မယ်ငွေဆက်မတွင်းတော့ဘူးလို့ပြောသွားခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့ကအမလို့တို့အမလို့တို့အမလို့ဖြစ်စေမျိုးတွေကအမလို့တယောက်တည်းမဟုတ်ဘူး ကျမအရစ်ကြရောင်းပေးတာဖြစ်တဲ့အတွက်မျိုးကျမစီမှာအဲ့ဒီလိုမျိုးငွေဆက်သွင်းဖို့ကိုဆက်မသွင်းတဲ့ customer တွေပူများစွာထွက်ပေါ်လာတယ်။ဒါကလည်းကျမတို့အဲကျမအခြေအနေအကြောင်းအကြောင်းအရရအခြေအနေအရရအကြောင်းအကြောင်းကျမလည်းနားလေတယ်။ဒါကြောင့် ကျမစောင့်ပေးခဲ့တယ်။ကျမရဲ့ customer တွေနစ်နာမှုမရှိအောင်ကျမစောင့်ပေးခဲ့တာ။အမားတို့နစ်နာမှုမရှိအောင်စောင့်ပေးတာဖြစ်တဲ့အတွက်မို့ကျမအတွက်လည်းအချိန်ကြီးရန်ကြာခဲ့တယ် အဲ့ဒီအတွက်ကျမမှလည်းများစွာနဲ့နာရတယ်အမအဲ့တော့2024မှာကျမစပြီးတော့မှရောင်းခဲ့တာ2024နှစ်လပိုင်း10ရက်နေ့မှာကျမစပြီးရောင်းခဲ့တာဖြစ်တဲ့အတွက်2024အတွင်းမှာဝယ်ယူထားပြီးတော့မှ cancel လောက်တဲ့သူတွေအားလုံးကိုကျမဘယ်သူကိုမှငွေပြန်မအမ်းပေးခဲ့ဘူးအမနော်ဝယ်ဝယ်ပြီးတော့မှငွေဆက်မသွင်းတဲ့သူအားလုံးကိုကျမငွေဘယ်သူမှပြန်မအမ်းပေးခဲ့ဘူး 2025မှာလေကျမတို့က9လပိုင်း6ရက်နေ့မှာကျမတို့ကဒီပွဲတော်ကိုလှုပ်ဖို့ကျမစီစဉ်ထားတာတို့ပဲမယ်ကျမတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်သွားတဲ့ငလင်ကြောင့်ကျမတို့မန္တလေးမြို့မှာမန္တလေးမြို့နဲ့အနီးပတ်ဝန်းကျင်စကိုင်းမြို့ကြောက်ဆယ်မြို့ဒီမြို့တွေမှာဖြစ်ပေါ်သွားတဲ့ကျမတို့ရဲ့တဘာဝဘေးတွေကြောင့်ကျမကျမအလုတ်လုတ်တယ်မလုပ်ဘူးဆိုတာကျမတို့တိုင်းပြည်တော်သိပါတယ်เนาะ ကျမတို့မန္တလေးတမြို့လုံးကအပူတော့ကနေရောက်နေတဲ့အချိန်မှာကျမပါဝင်ကိုယ်တိုင်ပြီးတော့အလုပ်လုပ်ခဲ့တာတကြောင်ကျမစိတ်ကောလူရောပင်မနေတာတကြောင်ကျမ9ရက်6လမှာကျမဆက်လက်ပြီးတော့အလုပ်မလုပ်နိုင်ခဲ့ဘူးမဖွင့်ပေးနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့9လ6 9လပိုင်း6ရက်နေ့မှာမဖွင့်ပေးနိုင်နိုင်နဲ့အတွက်မလို့ကျမ9လပိုင်း10ရက်နေ့ထိကန်ဆယ်ဒီအားလုံးကို2025မှာရောင်းခဲ့တဲ့မြား list နံပါတ်ဒီအားလုံးကိုကျမကန်ဆယ်လုပ်ပေးခဲ့တာ